မက္ကဆီကိုနိုင်ငံမှာလင်ပိုင်ပြပွဲတွေပိတ်ပင်ဖို့လှုံ့ဆော်နေပါတယ်။ဇွန်လ26ရက်နေ့ဂျာရာရီနေကမက္ကဆီကိုနိုင်ငံလွှတ်တော်ညီလာခံမှာလင်ပိုင်တွေအပါအဝင် အခြားပင်လယ်သမုဒ္ဒရာတွေမှာနေထိုင်ကြတဲ့နှုတ်တိုက်သတ္တဝါတွေကိုအသုံးချပြီးငွေရှာတဲ့ဖျော်ဖြေပွဲတွေကိုပိတ်ပင်ဖို့သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာအထက်လွှတ်တော်မှာပါသဘောတူညီမှုရရှိထားပြီးဖြစ်ကသမရကလက်မှတ်ရေးထိုးပြီးပြီဆိုတာနဲ့ တည်ဆဲဥပဒေတစ်ခုဖြစ်အသက်ဝင်လာတော့မှာပဲဖြစ်ပါတယ်။အဲ့ဒီဥပဒေအသက်ဝင်လာခဲ့ရင်လက်ရှိရှိုးပွဲတွေမှာပြဆားဖို့ဖန်ဆီးထားတဲ့လင်းပိုင်တွေကိုသူတို့ကျင်းလည်ကြက်စားရနေရာတွေကိုပြန်လည်လွှတ်ပေးသွားရမှာဖြစ်တယ်လို့သိရပါတယ်။နောက်ပြီးနောက်ထပ်လဲမျိုးတုံပြောက်ွယ်လူနေပါဖြစ်နေလို့ထိမ့်သိမ်းဆောင်ရှုပ်ဖို့လိုအပ်တဲ့အခြေအနေကလွဲရင်ဘလို့အခြေအနေမျိုးမှာမှအဲ့ဒီပင်လယ်သမုဒ္ဒရာတွေမှာ ကျဆားနေထိုင်ကြတဲ့노တိုက်တရဘာတွေကိုဖန်စီခွင်ပြူမှာမဟုတ်တော့ဘူးလို့လည်းဆိုပါတယ်။မက္ကဆီကိုမှာအခြေစိုက်ပြီးသရိစံခွေရေလှုပ်ရှားတဲ့ NGO အဖွဲ့ရဲ့တာဝန်ရှိသူကဒီရလဟာမတရားသဖြင့်ဖန်စီခံရပြီးအမျက်ထောက်ကခိုင်းစားခံနေရတဲ့ဝေလာငါလင်းမိုင်နဲ့အခြားသောရေနေ노တိုက်တရဘာလေးတွေရဲ့လုံခြုံမှုနဲ့လွတ်လပ်စွာရှင်သန်ပိုင်ခွင့်ကိုပြန်လည်ရရှိဖို့အတွက်ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအဖွဲ့ရဲ့ပြပြကျဲအရာ မက္ဆီကိုနိုင်ငံမှာလင်မိုင်အကောင်ရေ350အထိဖန်စီခံထားပြီးသူတို့နေထိုင်ရာဒေသရီစီကိုပြန်လွတ်ပေးဖို့လိုအပ်နေတယ်လို့သိရပါတယ်။လက်ရှိမှာလည်း American နိုင်ငံ California မှာရှိတဲ့ Ocean World မှာပြုလုပ်တဲ့ပြောက်ွဲတစ်ခုမှာလေကျင့်တင်ကြားပေးထားတဲ့လင်းမိုင်လေးကသူ့သခင်ကိုသေတဲ့အထိ ပြန်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးလူမှုကွန်ရက်အသုံးပြုသူတွေကြားမှာအမျိုးမျိုးမှတ်ချက်ပြုဝေဖန်ပြောဆိုနေကြပါတယ်ရှင်။